စစ်ကောင်စီတပ်ဖွဲ့တွေကကချင်ပြည်ဖက်ကန်ကြောက်စိမ့်ဒေသကိုရောက်သွားပြီဖြစ်တယ်လို့လူခွင့်ရေးချိုးဖောက်ကျွလွန်တဲ့သတင်းတွေလည်းထွက်ပေါ်လာနေပါတယ်စစ်တပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတလုံးကတော့ဖက်ကန်မြို့နယ်လုံခင်းကျေးရွာအုပ်စုထဲမှာကြားရောက်ပောက်ကွဲခဲ့ပါတယ်ဒီလိုမျိုးဟိုကြားရောက်ပောက်ကွဲတာကတော့ဒီနေ့နေ့လယ်တနာရီကျော်လောက်မှာဖြစ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပောက်ကွဲမှုကြောင့်ကြောက်စိမ့်တူဖို့ရေးကုမ္ပဏီကဝန်ထမ်း၂ယောက်သေဆုံးပြီးတော့၁၀ယောက်ထက်မနည်းကတော့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်တချို့ကတော့ဒီ ီပောက်ကွဲမှုဟာလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲတယ်လို့ပြောနေကြတယ်လို့အတချို့ကတော့လုတ်ကွက်တစ်ခုတည်းကပောက်ကွဲမှုဖြစ်ခဲ့တာလို့လည်းပြောဆိုနေကြပါတယ်။နောက်ပြီးတော့စစ်ကောင်စီစစ်ကြောင်းဟာဆိုရင်ဒီလုံခင်းကျေးရွာအုပ်စုထဲမှာပဲရှိနေတဲ့ကြောက်စိမ့်လုတ်ကွက်တချို့ကိုလည်းမိရှုဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။လုံခင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ဒီမော်စီစာရွာကလုတ်ကွက်ကိုဒီကနေ့မနက်ပိုင်းမှာမိရှုဖျက်ဆီးခဲ့တယ်လို့ဒီဘက်ဖိုကားတွေကိုလည်းမိရှုဖျက်ဆီးနေတာလည်းရှိတယ်လို့ဒေသ ကအမျိုးသားတယောက်ကပြောပါရယ်တစ်သုံးလုံးကြောက်စိမ့်2ဖော်ရီလုတ်ွက်ထဲမှာရှိတဲ့ဘက်ဖိုကားတွေနဲ့ဆက်ရံရတချို့ကိုမိရှုဖြက်စီးသွားတာလို့ဆိုပါရယ်မေလ31ရက်နေ့တုန်းကဆိုလို့ရှင်လဲဒီမော်ဇီဇာရွာကကြောက်စိမ့်လုတ်ွက်နေရ3-4ခုလောက်ကဆက်ရံရတွေအပြင်အဆောက်အုံတချို့ကိုပါမိရှုဖြက်စီးခဲ့တာတွေရှိတယ်လို့ဒေသခံတွေကပြောကြပါရယ်အင်အား100လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ချောင်းကဒီမော်ဇီဇာရွာမှာရှိတဲ့ဖျားကုန်းမှာတက်ဆွဲထားလိုက်ပါရယ် ဖကန့်ဒေတာကိုပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေတဲ့စစ်ကောင်စီစစ်ကြောင်းကမေလ29ရက်နေ့ကစပြီးတော့ဒီလုံခင်းကိုဝင်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့နှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့ဒီတိုက်ပွဲထဲမှာဆိုရင်ပြည်သူ9ယောက်လောက်သေဆုံးမှုရှိခဲ့ပါတယ်။